အားလုံးပဲမင်္ဂလာပါခင်ဗျ MPA သတင်းဌာနရဲ့ဒီကနေ့အော်တိုဘာလ20ရက်ညနေပိုင်းအထီးရရှိထားတဲ့အထူးအကြုံသတင်းတွေကိုကျွန်တော်ခေတ်ဝင်ကတင်ဆက်ပေးပါတော့မယ်နောက်ဆုံးရထိုက်တန်သတင်းတွေထဲမြန်မာမှာအပြည့်ရဲ့ရေးဝန်ကူညီပေးကြဖို့ပုံရိပ်မင်းကြီးတောင်းဆိုတဲ့သတင်းပေါ်ဆန်းမွှေးကို ERI တိုင်းရဲ့ brand ဖြစ်အောင်လုပ်ဖို့အမိန့်ပေးနေပြန်တဲ့မင်းအောင်လိုင်စစ်မှုန်ထံအတွက်လူဖမ်းတာနဲ့စစ်ဝါဖြစ်နေတဲ့ရန်ကုန်ပြည်စပ်ထိရဲ့အကြောင်းရခိုင်က AA ထိန်းချုပ်မျိုးတွေကို ပြန်ရအောင်ထိုးစစ်ဆင်မှုပြင်ဆင်နေတဲ့စစ်တပ်စင်ကနေအပါဝင်နမကြီး application တွေပြတ်တောက်လို့ကတောင်းကင်းဖြစ်နေတဲ့တွင်ယူကရိန်းနေမြေအများအပြားရုရှားထံဆွံ့ဖို့ဇယ်လန်စကီကို train တိုက်တွန်းတဲ့အကြောင်းအဲ့လိုတနစ်တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပြည်တွင်းသတင်းတွေကိုရင်ဆုံးတင်ပြပေးပါမယ် မြန်မာမှာအပြည့်အဝဝိုင်းကူပေးကြဖို့ပုတ်ရင်မင်းကြီးကတောင်းဆိုလိုက်တဲ့သတင်းကိုပထမအဦးဆုံးပြောပြပေးပါမယ်။နှစ်ပေါင်း80လောက်ပြည်တွင်းစစ်တမ်းခံနေရတဲ့မြန်မာနိုင်ငံမှာအပြည့်ရဲ့ကြဖို့ပုတ်ရင်မင်းကြီးကမြစ်တာရက်ခံတောင်းဆိုလိုက်ပါတယ်။ပုတ်ရင်မင်းကြီးဖရန်စစ်နေရာကိုအစားထိုးတက်ရောက်လာတဲ့ပုတ်လီယိုကမြန်မာအပြင်ရုရှားကျူးကျော်မှုကြောင့်စစ်ပွဲတံကိုခံစားနေရတဲ့ယူကရိန်းအပါအဝင်စစ်ဘေးသင်းဒေသတွေရဲ့ငြိမ်းချမ်းရေးအတွက်လည်းဆုတောင်းပေးလိုက်ပါတယ်။ အော်တိုဘားလာစစ်ကိုရဲမနေ့ကဗာတီကန်မှာရှိတဲ့စိန့်ပီတာရင်ပြင်ရဲ့ဝပြူစုဝဲမုံအစီအစဉ်အပြီးမှာပုတ်လျော်စစ်လေကကပ္ပငင်းချင်းရဲ့အတွက်လဲရုံချီသူရင်နဲ့အတူဝပြူစုတောင်းပေးခဲ့တာပါပြည်တွင်းစစ်မင်းမငိမ့်နိုင်တဲ့မြန်မာနိုင်ငံကိုအာဏာသိမ်းမှုကြောင့်ပုံမပြင်းထန်လာနေတဲ့အတွက်ပုတ်ရင်မင်းကြီးလီယိုကအခုလိုစုတောင်းပေးလာတာဖြစ်ပါတယ်ဒါကြောင့်မြန်မာနိုင်ငံမှာအပြစ်ကရက်စင်နိုင်ရင်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့လဲပုတ်ရင်မင်းကြီးကမိန့်ပါတယ် မြန်မာနိုင်ငံရဲ့အခြေအနေကိုအရှိတောင်အခြားဒေသတွေနိုင်ငံတွေစီကနေလက်ခံရရှိခဲ့တာဖြစ်ပြီးမြန်မာပြည်သူတွေဟာအရန်ကြက်တေးပြီးအကူအညီလိုအပ်နေတယ်လို့ပုံလီယိုကမိန့်ကြားသွားပါတယ်။အရက်ဖတ်နေရာတွေနဲ့အခြေခံဆောက်အုံတွေကိုပြင့်မှတ်ထားတဲ့ဘုံကျဲတက်ခမ်းမှုတွေနဲ့လက်နက်ကင်ပဋိပက္ခတွေကိုဆန့်ကျင်ပြီးထိခိုက်နာကျင်ခဲ့ရတဲ့အပြင်းပေးပြည်သူတွေနဲ့ထတ်တူဝန်းနေမိရလို့လည်းပုံရမင်းကြီးလီယိုကဆိုပါတယ်။တပံသူ့အနေနဲ့ထိရောက်တဲ့အပြစ်ခက်ရက်စဲသဘောတူညီမှုတစ်ခုကို အမြန်ဆုံးပေါ်ဆောင်နိုင်ဖို့လှိုင်းလိုက်လေလေတောင်းဆိုကြောင်းမိန့်ဆိုသွားပါတယ်။တရားမျှတပြီးရေရှိတီတက်နဲ့ငញ្ញရဲမျိုးကိုကပ္ပကောင်းဆောင်တွေကအထုတ်ချဖွဲ့ကြဖို့လဲအသက်80အရွယ်ပုတ်လီယိုကမိန့်ကြားသွားခဲ့ပါတယ်။အရင်ပုတ်ရဲမင်းကြီးဖရန်စစ်ကွင်လန်ပီယက်နောက်မေလာရှေးရနေကဆက်လို့ပုတ်လီယိုက အရက်ရာဆက်ခံခဲ့ပြီးဒါဟာပုတ်ရဲမင်းကြီးယာရုကိုရတဲ့ပထမဦးဆုံးအမေရိကန်နိုင်ငံသားအဖြစ်မှတ်တင်ဝင်ခဲ့ပါတယ်။ ဒုတိယအနေနဲ့ပေါ်ဆွန်းမွေးကို ERV တိုင်းရဲ့ brand ဖြစ်အောင်လုပ်ဖို့မင်းအောင်လိုင်းပြောနေပြန်တဲ့သတင်းကိုတင်ပြပေးခြင်းပါတယ်။ ERV တိုင်းမှာပေါ်ဆွန်းမွေးဟာအမှန်တကယ်ကောင်းမွန်တဲ့အမျိုးအစားဖြစ်တာကြောင့်ပေါ်ဆွန်းမွေးကိုတိုင်းရဲ့ brand တစ်ခုဖြစ်ဆောင်ရွက်ဖို့မင်းအောင်လိုင်းကအမိန်ပေးတော့ပါတယ်။အော်တိုဘလတ်၁၉ရဲ့မနေ့က ERV တိုင်းပသိမ်မြို့ကမြို့မီမြို့ဖားရယ်နဲ့တွဲဆောင်ချိန်မှာစီဝိုင်းနဲ့ပတ်သက်ပြီးအဲ့လိုပြောသွားတာပါ။တပံစစ်တပ်ဝါရဖြန့်ဒုတာဝန်အရေးသုံးပါစောင့်ထိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုမေပေရွေးရှိကြဖို့လဲမင်းအောင်လန်ကစီယုံပြောဆိုခဲ့ပါတယ်။ပြည်သူ့ရဲ့အနေနဲ့ရွေးကောက်ပွဲမေပေရမှာကိုယ်စားလှယ်တွေဟာဒုတောင်ဝင်ရဲသုံးပါးကိုအလေးထားစောင့်ထိုင်သူနိုင်ငံရဲ့အမြင်လုံခြုံရေးအမြင်စီးပွားရေးအမြင်နဲ့အုပ်ချုပ်ရေးအမြင်ရှိသူတွေဖြစ်ဖို့လိုအပ်ပြီးအမှန်တကယ်တိုင်းပြည်နဲ့ဒေသအကျိုးအတွက်ဆောင်ရွက်နိုင်တဲ့သူတွေဖြစ်ဖို့လိုတယ်လို့အနာသိန်းစစ်ကောင်းဆောင်ကပြောသွားတာပါ တဖန်ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပပြုလုပ်မှာဖြစ်ပြီးအကြောင်းမျိုးမျိုးကြောင့်ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်တွေကိုကြားဖြတ်ရွေးကောက်ပွဲဖြစ်ကျင်းပမယ်လို့မင်းအောင်လိုင်ကပြောပါတယ်။ဒါအပြင်ရွေးကောက်ပွဲကိုမင်းမတမမှုပြုလုပ်လို့မရနိုင်တဲ့မြန်မာ electronic map snap mepan တွေနဲ့မေးပနိုင်ရေးကြိုတင်ပြင်ဆင်နေပြီးရွေးကောက်ပွဲဟာနိုင်ငံအတွက်အရေးကြီးအကြောင်းရွေးကောက်ပွဲအောင်မြင်စေရေးအလုံးပူပေါင်းပါဝင်ဖို့လည်းစစ်ကောင်ဆောင်ကအမိန်ပေးတော့ပါတယ်။မင်းအောင်လှဟာအော်တိုဝါလက်စစ်ကွေးရဲ့မနေ့က ပသိမ်တက်နေတာစစ်သားတွေနဲ့မိသားစုဝင်တွေနဲ့လည်းတွေ့ဆုံခဲ့လို့သိရပါတယ်။တာရီယာသတင်းကတော့စစ်မုံထံအတွက်လူဖမ်းတာနဲ့စီးပွားဖြစ်နေရန်ရန်ကုန်ပြည်စောထီတွေအကြောင်းဖြစ်ပါတယ်။ရန်ကုန်မြို့တကုံမြို့တင်းမြောက်ပိုင်းမှာရှိတဲ့ပြည်စောထီတွေဟာလမ်းပေါ်တွာလာနေသူတွေလမ်းဘဲထိုင်နေသူတွေအိတ်နေသူတွေနဲ့ငါးဖမ်းနေသူတွေကိုလိုက်ဖမ်းတာစစ်မုံထံစစ်ကွက်ထဲမှာရောင်းစားလဲရှိရလို့ရန်ကုန် Stone Network RSN တာဝန်ရှိသူတူကပြောပါတယ်။ ကျိုးကျော်နေရာတွေမှာနေသူတွေကသူတို့ရဲ့အဓိကပြစ်မှတ်ဖြစ်ပြီးအဲ့ဒီနေရာတွေကဖြစ်စဉ်တွေဟာလူတွေတိတ်တိတ်မထမ်းမိတက်ကြတာဖြစ်တယ်လို့လည်းသူကပြောပါတယ်။အော်တိုဘလ15ရက်ညစင်နာရီလောက်မှာမြောက်ဒဂုံလစ်စတီရက်ကွက်အတွင်းပျူစော်တီအဖွဲ့ဝင်9ဦးကင်းလင်းနေခြင်းတွေ့ခဲ့တဲ့ရက်ကွက်ထဲငါးဖမ်းနေတဲ့ယောက်ျားလေး6ဦးကိုထိုးကျိတ်ရိုက်နှက်ကဖမ်းဆီးခေါ်ဆောင်သွားပြီးစစ်တပ်ထဲပို့လိုက်တယ်လို့သိရပါတယ်။အဲ့ဒီ6ဦးထဲက3ဦးမှာအသက်မပြည့်သေးလို့ပြန်လို့လာပေမဲ့ကြံ3ဦးကတော့ စစ်တင်တဲ့ကြောင်းစီပို့ခံလိုက်ရတယ်လို့ RSN ကသတင်းထုတ်ပြန်ပါတယ်။ဖန်စစ်ခံရတဲ့လူငယ်တွေမှာမြောက်ဒဂုံမြို့နယ်မဟာမြိုင်တေးကွင်းဘက်မှာရှိတဲ့ကျူးကျော်နေရာတွေမှာနေထိုင်သူတွေဖြစ်ပြီးမိသားစုထံတကြိမ်ဆက်သွယ်ဝင်ရလို့ပဲခူးတန်းအုပ်တွင်တန်းနေမှာရှိတဲ့လက်ကျင်တက်မှာရှောက်ရှိနေရလို့သိရတဲ့အကြောင်း RSN ကဆိုထားပါတယ်။လေစစ်တရက်ကွက်ထဲမှာကြာခဏလိုက်ဖန်တတ်တဲ့နောက်ဆုံးတိတိကျကျသိလိုက်ရတာကဒီနေ့ဖေဖော်ဝါရီလ28ရက်နေ့ကပါ။ ငါဖန်နေတဲ့လူငယ်လေးနှစ်ယောက်ကိုဖမ်းသွားတာသူတို့ဆိုစစ်လင်နေဝင်းကျင်မှာရှိတယ်သူတို့နောက်ဆက်တွဲအချင်းတွေတော့ဆက်ဆောင်ဆိုင်မရတော့ပါဘူးလို့ RSN ရတာဝန်ရှိသူကပြောပါတယ်လေစစ်တရဲကွတ်တင်လူငယ်တွေကိုအကြောင်းမေးဆိုင်နဲ့ဖမ်းဆီးခဲ့တဲ့ပြူစော်တီအဖွဲ့ဝင်တွေဟာစစ်တပ်ထံလူပုတ်ပြီးနောက်ရလာတဲ့ပတ်စံတွေကိုအော်တိုဘားလ18ရက်နေ့မှာမဆန်းတဲ့ KTB တို့မှာတုံဖြုံပျော်ပါခဲ့လို့လည်း RSN ရထုတ်ပြန်ကြရသိရပါတယ်ဆက်လက်ပြီးရခိုင်ရအေထိန်ရှုံမျိုးတွေကိုပြန်ရအောင်ထိုးစစ်ဆင်မှု ပြင်ဆင်နေတဲ့စစ်တပ်အကြောင်းတင်ပြပေးခြင်းပါတယ်စစ်ကောင်မရှင်တက်ဟာအာရခတ်တက်တော်အေးထိန်းချုပ်ထားတဲ့မြို့ရယ်ထဲကမြို့တချို့ကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ရယူဖို့ပြင်ဆင်နေမှုလေအခုရက်ပိုင်းအတွင်းပုံမတွဲလာရတယ်လို့အေးရဲ့မင်းညပိုင်းကထုတ်ပြန်ကြရာသိရပါတယ်ဒါပေမဲ့ဘေမျိုးတွေကိုတိမ့်ပိုက်ဖို့ပြင်ဆင်နေတယ်လဲဆိုတာကိုတော့တိတိကျပြောထားတာမျိုးမတွေ့ရပါဘူးတခါအာရခတ်တက်တော်နဲ့စစ်ရေးရထိတ်တိုက်ရင်ဆိုင်နေရတဲ့စစ်တွေကြောက်ဖြူမျိုးတို့မှာစစ်ကောင်မရှင်ကပင်လေရီချောင်းကနေတဆင့် စင်ဟာတူမြင်မှုတွေကိုခက်စစ်စစ်ပြုတ်လောက်လာနေတယ်လို့ဆိုပါတယ်။တရှင်ထဲမှာအာခတ်တက်တော်အေအပြေဝထိမ့်ချုပ်ထားတဲ့တန်တွင်းနဲ့ဂွားမြို့အနီးပင်လယ်ပြင်မှာစစ်တင်မော်တွေတွာလာလှုပ်ရှားနေတာကိုလည်းပုံမပြုတ်လောက်လာတယ်လို့ပြောထားပါသေးတယ်။အဲ့ဒီမြို့တွေပေါ်မှာကင်းထောက်လျင်တွေနဲ့လှစ်ပတ်ပြောင်းဝဲကင်းထောက်မှုတွေကိုအခုချက်တဲ့အတွင်းအရင်ကတည်းခက်စစ်စစ်ပုံမပြုတ်လောက်လာတယ်လို့လည်းအေကပြောပါတယ်။အခုလိုအချင်းတွေကြောင့်တန်တွင်းနဲ့ဂွားမြို့အနီး ပင်လယ်ပြင်မှာည6နာရီကနေမနက်6နာရီအထိငါးဖမ်းမှုကိုအော်တိုဘားလ19ရက်နေ့ကစပြီးအကန့်အသတ်မရှိပိတ်ပင်လိုက်ကြောင်းကြေညာပါတယ်။ဒါဟာစစ်ကွန်မရှင်တပ်ကိုစစ်ရန်ဖြစ်တင်မှုနဲ့သူရဲ့စစ်စင်ရဲ့အတွက်ငါးဖမ်းလှယ်တွေကိုအကာအကွယ်ယူပြီးလွတ်လပ်လပ်လပ်သွာလာနိုင်တဲ့အခွင့်အရေးမျိုး ဖြစ်ပေါ်စေရကြောင်းလို့အေကပြောပါတယ်။စစ်ကွန်မရှင်တပ်စစ်သည်မော်တွေဘောကပင်လယ်ပြင်အတွင်းငါးဖမ်းနေကြတဲ့မိဘပြည်သူတွေရဲ့ငါးဖမ်းလှယ်တွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာ ရင်းလုတ်တာတွေကိုဖန်ဆီတက်ဖြတ်တာတွေကိုလည်းပြုလုပ်နေရလို့သိရပါတယ်။အော်တိုဘားလာ၁၉ရက်နေ့ကနေပြန်လဲရုပ်တိမ်ကြောင်းမထုတ်ပြန်မရှင်းငါဖန်ကွင်းချမ်းမှာမဟုတ်ဘူးလို့လည်းအသိပေးထားပါသေးတယ်။ပြည်တွင်းထင်အားနောက်ဆုံးသတင်းအနေနဲ့စင်ကနေအပါဝင်နမည်ကြီး application တွေပြတ်တော့လို့ကတောင်းကနေဖြစ်ရတာကိုပြောပြခြင်းပါတယ်။မြန်မာနဲ့ကမ္ဘာမှာအသုံးများတဲ့စင်ကနေနဲ့ zone application တွေအပါဝင်လူသုံးများတဲ့ application တွေနိုင်ငံပိုင်းအထူးကြအောင် ြတ်တောက်သွားတာကြောင့်ကတောင်ကနင်းဖြစ်နေခဲ့လို့သတင်းရရှိပါတယ်။ကဘာတုံးမှာရှိတဲ့ဆက်သွယ် application တွေနဲ့နာမည်ကြီး website တွေဘဏ်လုပ်ငန်းနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေအားလုံးမှာထိကမ်းမှုတွေရှိနေပြီးအားလုံးကကမောက်ကမဖြစ်နေလို့သိရပါတယ်။အော်တိုဝါလန်20ရက်ဒီနေ့ညနေ4:00ခွဲလောက်အထိစင်ကာပူကနေစာဓာတ်ပုံနဲ့ဗီဒီယိုတွေပို့လို့ကြတာအဆင်မပြေသေးပဲရတချက်မရတချက် ဖြစ်နေလို့သုံးဆွဲသူတွေကပြောပါတယ်။ဒါဟာ Amazon Web Service AWS ရဲ့ USH1 ဒေတာမှာရှိတဲ့ဆာဗာတွေပြတ်တောက်မှုကြောင့်ဖြစ်တယ်လို့သိရပါတယ်။ smartphone နဲ့ computer ရဲ့အထက်မှာတုံးနေတဲ့ application တွေဝင်ကြည့်နေတဲ့ website တွေရဲ့အများစုဟာ AWS ရဲ့ data center တွေပေါ်မှာအခြေခံပြီးအလုပ်လုပ်နေရကြောင်းအခုလိုကတောင်းကနေဖြစ်ရတာပါ။ American ပြည်ထောင်စု Virginia ပြည်နယ်မှာတည်ရှိတဲ့ AWS ရဲ့အကြီးဆုံးနဲ့အရေးပါဆုံး data center ဖြစ်တဲ့ US1 ဒေတာမှာဖြစ်ပေါ်နေခဲ့လို့ဖြစ်တဲ့အကြောင်းသိရပါတယ်။ AWS ဘက်ကလည်းသူရဲ့ service status စာမျက်နှာမှာ US is where data တွင်ဝန်ဆောင်မှုတွေမှာတိတာထင်ရှားတဲ့ error rate တွေဖြစ်ပေါ်နေကြောင်းအတည်ပြုထုတ်ပြန်လာပါတယ်။ဒီပြတ်တောက်မှုတွေကြောင့်မြန်မာနိုင်ငံမှာလူသုံးရတဲ့ zone ကံပါနဲ့ signal application တွေလည်းအသုံးပြုမရဖြစ်နေရအပြင်ကမ္ဘာတွန်းကလူငယ်တွေအကြားရေပန်းစနေရ Roblox game နာမည်ကြီး design ဆွဲ application ဖြစ်တဲ့ကမ္ဘာဗီဒီယိုကြည့်ရှုနိုင်တဲ့ကန်ရှီရောနဲ့ ငွေကြေးဆိုင်ရာ application ဖြစ်တဲ့ Coinbase တို့လည်းပြတ်တောက်မှုခံကိုခံခဲ့ရပါတယ်။ဘဏ်လုပ်ငန်းတွေဖြစ်တဲ့ Halifest, Loin နဲ့ Banor Scotland တို့ရဲ့ online ဝန်ဆောင်မှုတွေပါရပ်တန့်သွားခဲ့ရကြောင်းသုံးဆွဲသူတွေအခက်အခဲမျိုးစုံနဲ့ရှင်းဆိုင်ခဲ့ရပါတယ်။ AWS ဘက်ကတော့သူရဲ့ engineer တွေကဒီပြဿနာကိုဖြေရှင်းဖို့နဲ့ဖြစ်ပေါ်ရတဲ့အကြောင်းရင်းကိုအဖြေချဖို့ချက်ချင်းမဲ့အသွွန်ခွန်ဆိုင်ကျိုးပန့်နေရလို့ဆိုပါတယ်။နောက်ဆုံးပြပတဲ့တဲ့အနေနဲ့ယူကရိန်းနေမြေအများပြရုရှားတဲ့ဆွန်လန့်ဖို့ ဇလန်စကီကိုထရန်တိုက်တွန်းလိုက်တဲ့သတင်းကိုပြောပြရင်ဒီနေ့အတွက်ကျွန်တော်ရဲ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲအဆုံးသတ်လိုက်ချင်ပါတယ်။ရုရှားနဲ့အပြစ်ခတ်ရေးဆင်ရဲ့အတွက်ယူကရိန်းကနေမြေအများပြားကိုဆွန့်လွတ်ဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယူကရိန်းသမ္မတဘိုလိုဒီမာဇလန်စကီကိုတိုက်တွန်းခဲ့လို့အဲ့ဒီဆွန့်လွတ်ဖို့အကြောင်းသိရှိထားသူတွေကပြောကြပါတယ်။ဒီလိုတိုက်တွန်းမှုတွေအပြင်ထရန့်ကယူကရိန်းကိုတော်မဟုတ်ဒုံးကျည်ပေးဖို့ညှင်းဆန်ခဲ့ပါတယ်။ရုရှားနဲ့ယူကရိန်းနှစ်ဖက်စလုံးကိုလုံခြုံရေးအာမခံချက်ပေးဖို့ စဉ်းစားနေကြတဲ့မှတ်ချက်တွေကိုလည်းယူကရိန်းအဖွဲ့ကအနားမလည်နိုင်အောင်ဖြစ်ခဲ့ကြပြီးစိတ်ပြက်ခဲ့ကြတယ်လို့အမည်မဖော်လိုတဲ့အဲ့ဒီသတင်းမြင့်နှစ်ဦးကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ18ရက်ကဇလန်စကီနဲ့အင်ဖြိုအမတွေ့ဆုံပြီးနောက်ထရန့်ကလက်ရှိတိုက်ပွဲဖြစ်နေတဲ့ရှေ့တန်းတွေမှာချက်ချင်းအပြစ်ခတ်ရက်စေဖို့တောင်းဆိုခဲ့ပါတယ်။အခြားသတင်းမြင့်တဦးရဲ့ပြောဆိုချက်အရဇလန်စကီကသူရဲ့နာမည်ကိုအချုပ်ပေးစွန့်လွတ်မှာမဟုတ်ဘူးလို့ပြောဆိုခဲ့ပြီးနောက်ထရန့်ကနာမည်စွန့်လွတ်ဖို့အဆိုပြုခဲ့တာဖြစ်ပါတယ်။ ထရန့်ဟာအော်တိုဘလ16ရက်က Air Force 1လေယာဉ်ပေါ်ကနေဆင်းလာချိန်မှာရုရှားနဲ့ယူကရိန်းတို့အကြားဖြစ်ပွားနေတဲ့အခုစစ်ပွဲတွေကိုချစ်ရှင်ချက်တက်မှုလိုတဲ့အကြောင်းထပ်မံအတည်ပြုပြောကြားခဲ့ပါတယ်။ယူကရိန်းအနေနဲ့ Donbas ဒေသတစ်ခုလုံးကိုရုရှားကိုလွှဲပေးရမယ်လို့ Zelensky ကိုပြောခဲ့သလားလို့မေးတဲ့အခါထရန့်ကမပြောခဲ့ဘူးလို့ပြောပါတယ်။အခုဖြစ်နေတဲ့အတိုင်းပဲပိုင်ချထားလိုက်ပါ။ဒါဆိုရင်နေမြေရဲ့88ရာခိုင်နှုန်းလောက်ကရုရှားက တိမ်ပီးသားဖြစ်နေရလို့ကျွန်တော်ထင်ပါတယ်လို့ Trump ကပြောပါတယ်။ရုရှားနိုင်ငံအတွင်းမှာအထိပစ်ခတ်နိုင်တဲ့ Tomahawk တုံးကျည်ရဲ့ထောက်ပံ့မှု Trump ကိုစိုးရိမ်ချင်ခဲ့တဲ့ Zelensky အတွက်ကတော့အဲ့ဒီတွစ်ဆုံမှုကလုံးဝစစ်ပြဲစရာဖြစ်ခဲ့ရပါတယ်။ MP ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဘဝအမောတွေလည်းပြေကြပါစေခင်ဗျာ။